ရိုက်တင်မှာအခြေခံအကြုံးဖြစ်တဲ့ V2B ကိုနာနေနေနေရေးတက်ဖို့ဆရာဒီနေ့သင်ပေးမယ်။အဲ့တော့ဆရာသုံးမဲ့အထိကြော်ရုပ်ပုံစံလေးကတော့ subject ရဲ့ linking verb ရဲ့နောင်ရယ်ပေါ့နော်။ subject ကတော့ပြုလုပ်တဲ့သူဖြစ်တဲ့သူရှေ့ဆုံးမှနေတယ်။ဒီနေရာမှာ object ဆရာမထည့်ထားဘဲနဲ့ဆရာဗာလေးနဲ့ရေးခိုင်းကြည့်မယ်ဆိုရင်နောင်ကိုအသုံးပြုရေးခိုင်းကြည့်မယ်။နောင်ဆိုတော့တရှိတက်မဲ့တွေရဲ့နာမည်ဖြစ်တယ်။ဒီနေရာမှာကတော့ဒီ subject နဲ့ဒီနောင်တွေကအတူတူပဲဆိုတဲ့အသေးပဲမျိုးထောက်အောင်ဆရာရေးခိုင်းမှဖြစ်တယ်။ဥပမာအဖြစ်ဆိုရင် I am a teacher ငါကဆရာတယောက်ဖြစ်တယ်။ ငါနဲ့ဆရာဆိုတာနဲ့အတူတူပဲဆိုတော့ပုံစံမျိုးထအောင်ရေးရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီစာကြောင်းကားကြောင်းကလည်းချိုးနေလောက်ပဲဒါပေမဲ့၃နဲ့ tense တွေကွာသွားမယ်အဲ့တော့ but to be ကိုဒီနေ့ဗီဒီယိုလေးကိုအချိန်မိနစ်ပိုင်းလေးပေးရနေတယ် but to be နဲ့ပတ်သက်ပြီးတော့တည်တည်ချာချာလေးတည်သွားနေမယ်ဟုတ်ပြီအဲ့တော့ linkedin verse ဆိုတဲ့နေရာမှာဆရာတို့ကဒီ verb to be လည်းသုံးလို့ရတယ်နောက် seem တို့ look တို့ဆိုတဲ့အဲ့ဒီ verb တွေလည်းသုံးလို့ရတယ်ဒါပေမဲ့ loss ရဲ့ verb to be ကိုအရင်နိုင်နေအောင်ပြောပြပေးမယ် ီဘတ်တူဘီကနေကွဲထက်သွားတဲ့ပထမဆုံးအလုံးကတော့ MS ာ V1 သုံးလုံးပေါ့ရိုးရိုးဖြစ်သည်ဆိုလို့ရှိရင်သူကဘီဘတ်တူဘီသုံးရင်ဖြစ်သည်ဆိုတဲ့ပုံမျိုးထွက်မှာရိုးရိုးဖြစ်သည်ဆိုတဲ့ဟာမျိုးသုံးမယ်ဆိုရင်ဆရာကဘာသုံးလဲ MS ာကိုသုံးတယ်အားလေးမှတ်ထားမယ်တခုကိန်းအတွက်ဆို is အများဆိုရင် R I ဆိုရင် M ကိုသုံးမယ်ဒါကရိုးရိုးဖြစ်သည်အခုတော့မဟုတ်ဘူးအတိတ်တော့ဖြစ်ခဲ့တယ်အခုတော့မဖြစ်တော့ဘူးအဲ့လိုအဓိပ္ပာယ်မျိုးထွက်မယ်ဆိုရင်ဆရာကဘာသုံးလဲဆိုရင် was နဲ့ where ကိုသုံးမယ်အတိတ်တော့ဖြစ်ခဲ့တယ် အခုတော့မဖြစ်တော့ဘူးဆရာပြောငါတရားမှတ်ထားမယ်နော်တရားလေးမှတ်ထားမယ်နှုတ်နဲ့ရေးထားမယ်အဲ့မှာသူစန်းတာကတခုကလေးစင် was အများဆိုရင်ဝဲရ first person ဖြစ်တော့ id အများဆုံးအဖြစ်အများသုံးတဲ့ဟာကိုသုံးတယ်ဆိုပေမဲ့လည်း was နဲ့ဝဲရမှာဆိုရင် i ကဘာကိုပဲသုံးလဲဆိုရင် was ကိုပဲသုံးတယ်ဟုတ်ပြီနောက်တစ်ခုကကြတော့အတိတ်ကဖြစ်ခဲ့တယ်အခုအချိန်ရှိတောင်ဖြစ်နေတော့မယ်ဆရာပြတရားမှတ်ထားနော်ဒီကောင်ကအတိတ်တောင်ကဖြစ်တယ်အခုအချိန်မှာမဖြစ်တော့ဘူးအတိတ်တောင်ကဖြစ်တယ် အခုအချိန်ကြီးလဲဖြစ်နေတော့မယ်ဆိုတဲ့ပုံစံမျိုးရေးချင်ဆရာကဘာလို့တွန်းရလဲဆိုရင် has have နဲ့ been နဲ့ရောတွန်းရဒီ been ကဘယ်ဟာ been လဲဆိုပြီးတော့သဝေသဝါဖြစ်เสียမှာလို့ဘတ်တူဘီရဲ့ဘက်တရီက been ဘတ်တူဘီရဲ့ဘဝက amisa ဘတ်တူဘီရဲ့ဘတ်တူက wasware ဘတ်တူဘီရဲ့ဘက်တရီက been လို့မှတ်ထားရမယ် ရှေ့မှာ has have နဲ့တွဲတဲ့အကြောင်းရင်းက perfect ဖြစ်သွားလို့ present perfect အကြောင်းကိုဒီ series ရှေ့မှာတင်တဲ့အင်္ဂလိပ်စာအောက်တက်ချေဖို့ရက်30စီးပြီးမှဆရာတင်ထားပေးပြီးပြီဒါပေမဲ့လည်းဒီစာကိုတစ်ခါပြန်လို့ရမယ် present perfect ရဲ့သဘောလေးကဒီအတိတ်ကစလောက်ခဲ့တာအခုအချိန်ထိတောင်ဖြစ်နေတုန်းပဲဆိုတော့ဒီပဲလို့ထွက်လေအဲအကြောင်းတစ်ခုကိန်းဆိုရင် has been အများဆိုရင် have been ဒါဖြစ်တည်ပဲနော်အကုန်ဖြစ်တည်လေးကြီးပဲဒါအခုဖြစ်တာအတိတ်ကဖြစ်ခဲ့တာအတိတ်ကဖြစ်လာတာအခုဒီဖြစ်နေတော့အနာဂတ်မှာဖြစ်လိမ့်မယ်ဆိုရင်တော့ဆရာတို့လိမ့်မည်ဖြစ်အောင်ဝေထည့်မယ် ဝေနောက်မှာ v0 ဆိုတော့ဒီ origin နဲ့အလုံးကြီးပြန်ထည့်လိုက်တယ် will be ဒါဖြစ်လိမ့်မယ်အဲ့ဒီလေးလုံးသုံးပြီးတော့ဟောဒီစာကြောင်းပဲအကြောင်းယူမယ်ဆိုရင်၅ကြောင်းရေးရမယ်အဲ့တော့ဆရာဒီ sentence ၅ကြောင်းကိုမရေးခင်မှာဆရာရှင်းမပြခင်မှာခဏလေးရက်ပြီးတော့ကိုယ့်ဘာကိုရေးကြည့်လိုက်မယ်ရေးပြီးရင် sentence အဖြစ်တိုက်မယ်ဘယ်နှမရလဲဆိုတော့ကိုယ့်ဘာမှာမှတ်ခဲ့လို့ရတယ်ကဲဆိုရင် view လေးခဏလောက်ရက်ထားလို့ရတယ် ဟုတ်ပြီအဲ့တော့ရေးပြီးသွားလို့ပဲဆရာယူစားလိုက်တော့မယ်ကိုယ့်ဘောက်ကိုအရင်ရေးကြည့်ရအောင်နော်အဖြေတော့တန်းပြီးတော့မကြည့်ရအောင်အဲအဲ့တော့မှကိုယ့်ရဲ့ဘလောက်လောက်အခန်းရှိလဲဘလောက်ထက်သေးသွားလဲဆိုတော့နားလည်မှာကဲအနိုင်ရတဲ့သူကဒါ subject ငါအကိုဒါ noun ဖြစ်သည်ဒါ linking verb ပေါ့ကဲအနိုင်ရတဲ့သူဘယ်လိုခေါ်လဲဆိုရင်ဝင်တာလို့ခေါ်တယ်ဒါပေမဲ့တခုခင်းရှိမှာ a မဟုတ်ရင်တဲထည့်ရတယ်ဒါပေမဲ့တဲထည့်တယ်ဆိုတာတိကျတဲ့အခါမှာထည့်ရတယ် တိကျတယ်ဆိုတာဘာလဲဆိုတော့မနေ့ကလည်းတခါပြောတယ်ပြောတဲ့သူရောနားထောင်တဲ့သူရောသိရင်တိကျတယ်လို့ခေါ်တယ်အနိုင်ရတဲ့သူလို့ပြောနေတဲ့သူဒီအနိုင်ရတဲ့သူကသိလို့ပြောနေတာဖြစ်ပြီးတော့နားထောင်တဲ့သူကလည်းအနိုင်ရတဲ့သူအကြောင်းသိထားရဲလို့ယူဆလို့ရတယ်နှစ်ယောက်စလုံးသိတဲ့အကြောင်းတိကျလို့ဆရာကဒီမှာတည်ထက်လိုက်တယ်ဒါဝင်လာငါ့ကိုဖြစ်တယ်ငါ့ကိုဆိုတာအများတန်းဖြစ်နေရတယ်အဲ့တော့အများတန်းဖြစ်နေရဆိုရင်တော့ဆရာတော့ MSR တွေပဲသုံးရမယ်ဟောဖြစ်တယ်ကိုကြာပါသုံးမယ်ဆိုတော့ is ငါ့ကိုဆိုတော့ဘာလဲဆိုရင် my brother ပေါ့နော် the winner is my brother ဟုတ်ပြီတော့တကယ်လို့ရေးနေမှားသွားရဆိုရင်စိတ်သက်သာစရာမလိုဘူးဆရာရဲ့အတုံးနှုံးမှာမှားရဆိုတာမရှိဘူးတိသွားရဆိုတာပဲရှိတယ်ပေါ့နော်တလုံးမှားသွားရဆိုတာတစ်ခုတိသွားရလို့ပဲမှတ်တယ်ဆယ်လုံးမှားသွားရင်ဆယ်ခုတိသွားရမှားသွားရဆိုတော့ဆရာမတုံးဘူးသူမကဆရာမတရားဖြစ်တယ်သူမဒီဆိုတော့ရှိဒီ he ရှိတယ် it တိုတေချာမပိုင်နိုင်ရင်ဒီ series ရဲ့ရှင်းမှာရှိတဲ့အင်္ဂလိပ်စာအောက်တက်ကြည့်ဖို့ရေ30စီတိကြည့်လိုက်ဖြစ်တယ်အခုဖြစ်တာလားကြည့်လိုက်အောင်ဆရာမတရားပါဟုတ်တယ်အခုဖြစ်တာဆိုတော့ i miss her ပဲ3 she is ဆရာမတယောက်အလုတ်ကင်လို့ပြောရင် A လေးထည့်ရတယ် she is a teacher မှဒီလောက်ကတော့မှန်ရမယ်မမှန်လဲသိသွားတယ်လို့ပဲမှတ်လိုက်တော့ထိုလူကြီးကဒါ subject ငါတို့ရဲ့နှီးပြအတူတူပဲထိုလူကြီးနဲ့ငါတို့ရဲ့နှီးပြအတူတူပဲဒါ noun ဖြစ်ခဲ့တယ်ဒါ link ပဲထိုလူကြီးထိုဆိုရဲဟောင်းလို့ဘယ်လိုခေါ်လဲဆိုရင် that လို့ခေါ်တယ် ee ရဆိုရင် this ထိုရဆို that လူကြီးကတော့ am man ပေါ့ that man ဖြစ်သည်ဆိုရင် am စာကိုသုံးပါဖြစ်ခဲ့တယ်ဆိုတော့ was နဲ့ were ကိုသုံးပါမယ် လူကြီးရတယောက်တည်းဆို was ကိုတောင်းလိုက်တယ် that man was ငါတို့ရဲ့ဆိုတာကျွန်ုပ်တို့ဤနဲ့တူတယ် oh you are our အဲ့ဟာလေးတွေကိုမရရင်ဇာ30 series ရဲ့ day 1 day 2 day 3လေးကိုပြန်ကြက်လိုက်ပါနော်တွားကြည့်လိုက်ဆရာရဲ့ wall ထဲမှာပဲဆရာ free တင်ထားပြီးတယ်အဲ့ဟာလေးကြည့်မှပြန်လို့အဲ့လိုအဲ့ဒါကြောင့်အောက်တက်ကြည့်ဖို့အရေးကြီးလို့ဇာအောက်တက်ကြည့်ဖို့ဇာ30 series တင်ပေးခဲ့တာပါနော်ဒီလောက်ကတော့တည့်ရယ်ဆိုရင်ဆက်ကြည့်အောင် that man was our နီးပြနီးပြဆိုတော့ trainer လို့လည်းသုံးလို့ရတယ်လို့ဒီအာဂါစာနီးပါရပါလေဆိုရင် coach လို့လည်း ုံးရတယ်အဲ့တော့ that man was our coach ဒီလို was သုံးထားခြင်းဒီအတိတ်တုန်းကဖြစ်ခဲ့တာအခုတော့မဟုတ်တော့ဆိုတဲ့ပဲထွက်တယ်ဟောနောက်တစ်ခါ तू မ तू နောက်ပြီးဖြစ်တာ9နှစ်ကြာပြီ तू မ subject she ပြီးရင် तू နောက်ပြီးဖြစ်တယ်ဆိုရယ်ဖြစ်တာကိုရေးရတော့မယ်ဒါပေမဲ့အခုဖြစ်လာဆိုတော့ဟုတ်တယ်အခု तू နောက်ပြီးဖြစ်နေတယ် အတိတ်ကအချိန်ရောပါလားပါတယ်၅နှစ်ကြာပြီဆိုတာအတိတ်ကသဘောတရားအဲ့တော့အတိတ်ကဖြစ်လာတာအခုထိဖြစ်တုံးပဲဆိုတော့ဘာနဲ့သွားပတ်သက်လဲဆိုရင် has have လက်ဘာတူညာသွားပတ်တယ်အဲ့တော့ she has been ဆိုပြီးဖြစ်သွားတယ်စာပဲနားလေလားဖြစ်တယ်ဒါလည်းဖြစ်တယ်ဘာကြောင့် has been တော့လဲအတိတ်ကဖြစ်တာအခုအချိန်ဒီလည်းဖြစ်တော့မယ်ဆိုတော့အတိတ်ကောအခုကောသဘောတရားကြီးပါလို့သူနာလေးဦးတယောက်ဆိုတာလေးကိုထည့်မယ် anas she has been anas ၅နှစ်ကြာပြီဆိုတာလေးကိုထည့်အောင်ကြာခြင်းကိုရင်းဘာနဲ့ရေးရလဲ for နဲ့ရေးရတယ် for ရဲ့ဒီပေက အတွက်ရေကြာအောင်လေဒါအောင်လက်ရှိ30မှာပြောထားပြီးသား9နှစ်ကတော့ဘယ်လိုခေါ်လဲဆိုရင်5 years မင်းကငါတို့ရဲ့ခေါင်းဆောင်ဖြစ်ပါလိမ့်မယ်မင်းဒီဆိုတာဗါလဲဆိုရင် you subject ပြီးရင် verb ကိုတော့မယ်ဖြစ်သည်ဆိုရင်ဖြစ်သည်ဆိုရင် amissa ပဲအမြဲတမ်းမှတ်ထားလို့မရ amissa ရှိနေတယ် was were ဖြစ်နေတယ် has been ရှိနေတယ် will be ရှိနေတယ်ဖြစ်လိမ့်မယ်ဆိုအနာဂတ်ဆိုတာဗါရည်လေ you will be ငါတို့ရဲ့ဆိုတော့ငါနဲ့လည်းတစ်ခါပြောပြပြီငါတို့ရဲ့ဆိုတော့ကျွန်တော်တို့ဤဆို our နော် ခေါင်းဆောင်အင်္ဂလိပ်လိုခေါ်တယ်ဆိုရင် leader လို့ခေါ်တယ် you will be our leader မြန်မာတို့ရဲ့ခေါင်းဆောင်ဖြစ်ပါလိမ့်မယ်ဟုတ်ပြီအဲ့တော့ဖြစ်သည်ဆိုတဲ့ verb to be နဲ့ပတ်သက်ပြီးတော့လေဒီနေ့မှာသိချသွားသိသွားပြီအကျိုးရှိမယ်လို့ဆရာယုံကြည်ပါတယ်ဆက်ပြီးပုံမှန်လေ့လာပါ fight တယ်မှာ